င်္ဂလာပါဇီရိုရေတင်ချတဲ့ရဲ့အခန်း၁၀ကိုစပြီးတော့လေ့လာကြည့်ရအောင်အခန်း၁၀ရဲ့ခေါင်းစဉ်ကကရင်နီစနစ်ဖြစ်ပါတယ်ဒီသင်ခန်းစာမှာတော့ဆယ်လီစနစ်ရဲ့အကြောင်းနဲ့နှစ်လီစနစ်ရဲ့အကြောင်းကိုဇီရိုရေလေ့လာကြည့်ပါမယ်ဒါဆိုရင်အရင်ဦးဆုံးဇီရိုရေဆယ်လီစနစ်ရဲ့အကြောင်းကိုတွေ့ရအောင်ဆယ်လီစနစ်ဆိုတာကအင်္ဂလိပ်လို decimal system လို့ခေါ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင် decimal system လို့ခေါ်တဲ့ဒီဆယ်လီစနစ်မှာဆိုရင် တင်ဂေတ10ခုနဲ့ဖော်ပြပါတယ်နော်အဲ့ဒီတင်ဂေတ10ခုကဘာတွေလဲဆိုတော့0 1 2 3 4 5 6 7 8 9ဟောဒီတင်ဂေတ10ခုကိုအသုံးပြုပြီးတော့ကြတော့ဂိဏ်ကိုဖော်ပြတာပေါ့နော်ဥပမာ4300ခုဟောဒီ4300ခုဆိုတာကတင်ဂေတ10ခုတွေက4ရယ်3ရယ်3ကြရယ်9ရယ်နော်ဒီတင်ဂေတ4ခုကိုအသုံးပြုဖော်ပြတာပါပဲ နောက်တီးရမှာကဟောဒီ4309မှာဆိုရင်ခူကနန်းနေရာမှာရှိတဲ့ကိုတီကိုကခူကနန်းနေရာမှာရှိတာကိုအရာကို unit တိုင်းချင်းလို့ခေါ်ပါတယ်။နောက်၃ချက်ဆယ်ကနန်းနေရာမှာရှိနေတဲ့အတွက်အရာတီ term တိုင်းချင်းလို့ခေါ်ပါတယ်။နောက်ယာကနန်းနေရာတရွေတီယာကနန်းမှာအရာကိုကြတော့ ham drop တိုင်းချင်းလို့ခေါ်ပြီးတော့ထောင်ကနန်းနေရာမှာရှိရဲ for ထောင်ကနန်းနေရာမှာရှိရဲ့အတွက်1000တိုင်းချင်းလို့ခေါ်ပါတယ်။ ကဲဟုတ်ပြီဒါဆိုလို့ရှိရင် ခုကနန်းနေရာမှာဆိုရင် unit တိုင်ချစ်ဆယ်ကနန်းဆိုရင် term တိုင်ချစ်ရာကနန်းဆိုရင် hundred တိုင်ချစ်ထောင်ကနန်းဆိုလို့ရှိရင် thousand တိုင်ချစ်လို့ခေါ်ပါတယ်ဒါဆိုရင်ဆရာတို့တွေဟောဒီ4300ကိုလေးကိုအကျယ်ဖြန့်ကြည့်အောင် 4309ကိုအကျယ်ဖြန့်မယ်အကျယ်ဖြန့်တဲ့အခါခု10ရာထောင်ထောင်ကနန်းထီရှိတယ်နော်အခုနောက်တော့ဆရာပြောခဲ့တယ်ခုဆိုတာကဒါက unit တိုင်းချက်ပါပြီးတော့ထန်းတိုင်းချက်ပြီးတော့ hundred တိုင်းချက်1000တိုင်းချက် unit တိုင်းချင်းဆိုတာကသူကခုပေါ့နော်အဲ့ဒါကတနည်းအားဖြင့် ပြောရမယ်ဆိုရင် tan power 0ကိုကိုစားပြုတာပါ tan power 0ပြီးတော့တစ်ထက်လာမယ်နှစ်ထက်လာမယ်သုံးထက်10သုံးထက်ဆိုတာကသူက1000ကိုနော် ကယ်ဟုတ်ပြီလားဆိုရင်ဒီမှာဘဏ္ဍထောင်လေ4000 4000ဆိုတာကတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်4နဲ့1000နဲ့မြောက်တာပါပဲအဲ့တော့1004ကလို့ပြောလို့ရတယ်1000ဆိုတာတန်းကျုပ်ပေါ့နော် နောက်ဘဏ္ဍရလည်း300 300ဆိုတာက တကယ်တမ်းတော့3နဲ့100နဲ့မြောက်တာ103ကလို့ပြောလို့ရတယ်100ဆိုတာက10 square ဲ့တော့သုံးတက်ပြီးတော့ဒီမှာနှစ်ထက်လာတယ်ပြီးရင်တထက်ပေါ့နော်အဲ့တော့10နေရာက90လို့မလာဘူးတုံကြားဖြတ်နေတယ်တုံကြားဆိုတာက10တထက်နဲ့တုံကြားနဲ့မြောက်တာ10တထက်က10ပါတုံကြားနဲ့မြောက်မှာတော့တုံကြားပဲရတယ်နော်အဲ့တော့သုံးတက်နှစ်ထက်တထက်ပေါ့နောက်9ကိုယ်ဆိုတာကတကယ်တမ်းတော့ဘာလဲဆိုတော့10သုံးချတတ်နေမြောက်တာပါထန်ညွန်းဒီသုံးချဖြစ်နေမယ်ဆိုရင်1နဲ့ညီပါတယ် ကျွန်တော်10 power 0ပဲဖြစ်ဖြစ်100 power 0ပဲဖြစ်ဖြစ်ဘလောက်ပဲဖြစ်ဖြစ်အချီကဘလောက်ပဲဖြစ်ဖြစ်ထန်ညွန်းကတုံးကြဆိုရင်1မှာကိုတက်လီကိုလူပြန်ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်10တုံးကြတက်တစ်ထက်နှစ်ထက်သုံးထက်ပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒါက1004ကနော်ဒီလိုမျိုးပြောလို့ရတယ်103ကနောက်ပြီးတော့ကျတော့ဒီမှာက0ပါဟောဒီမှာက9ပါနော်၄၃၀၉ နောက်ထူးခြားတာကပါလဲဆိုတော့ကြတော့ဟောဒီမှာ33တက်2ထက်တက်ထက်3ချားတက်အခြေတီပါလဲဆိုတော့30ဖြစ်နေတာကို တွေ့ရပါမယ်အဲ့ဒါထူးခြားချက်ဒါကြောင့်ဆယ်လီစနစ်မှာဆိုလို့ရှိရင်အခြေတီ base က10ဖြစ်ပါတယ်เนาะဒီမှာ33တက်ပြီးရင်2ထက်တထက်3ချားတက်လို့လာပါမယ်နော်၃ချက်တက်တစ်ထက်၂ထက်၃ထက်ပြီးရင်၄တက်၅တက်၆တက်အစင်လိုက်ပြဒီတိုင်းသွားမှာ ဘာထူးခြားတယ်လဲဆိုတော့နောက်ထပ်ထူးခြားချက်တစ်ချက်ပြောပြပါမယ်။ဟောဒီ4300ကိုမှဆိုရင်ကနန်းဘယ်နှလုံးပါတယ်လဲကြည့်လိုက်။တစ်လုံး၊၂လုံး၊၃လုံး၊၄လုံး။၄လုံးပါတယ်ဆိုလို့ရှိရင်တန်းကျူးနဲ့မြှောက်ရမှာပါ။၄လုံးဆိုတော့ကျတော့တစ်လုံးလျှော့ကြည့်လိုက်။နော်ဒါဆိုလို့ရှိရင်တန်းကျူပေါ့။တကယ်လို့၅လုံးဖြစ်နေမယ်ဆိုရင်တော့တန်းပါဝါဖုံးနဲ့မြှောက်ပေးရမှာ။တကယ်လို့ခုနှစ်လုံးဖြစ်နေမယ်ဆိုရင်တော့တန်းပါဝါစစ်နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်နော်။အဲဒီလိုမျိုးနားလည်ထားရမယ်။ ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီတစ်ခါနှစ်လီစနစ်ရဲ့အကြောင်းကြည့်ရအောင်နှစ်လီစနစ်ဆိုတာက အင်္ဂလိပ်လို binary system လို့ခေါ်ပါတယ်ဒီ binary system လို့ခေါ်တဲ့နှစ်လီစနစ်မှာကျတော့သူကသင်္ကေတနှစ်ခုသားလေးရင်အသုံးပြပါတယ်အခုနောက်တော့ဆယ်လီစနစ်မှာကျတော့သင်္ကေတ0 1 2 3 4 5 6 7 8 9 10အခုကိုအသုံးပြတယ်နှစ်လီစနစ်မှာကျတော့သင်္ကေတ0နဲ့1ဟောဒီနှစ်ခုသားလေးရင်အသုံးပြပါတယ် ဟုတ်ပြီဒါဆိုရင်အခုနောက်တော့ဆရာပြောလိုက်တယ်လို့ပဲ၁၄စနစ်မှာကကြတော့0 1 2 3 4 5 6 7 8 9ဟောဒီတင်ဂီတာ၁၀ခုကိုအသုံးပြုပါတယ်။သို့တော့၂၄စနစ်မှာကြတော့0နဲ့1ဟောဒီနှစ်ခုပဲအသုံးပြုတယ်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်0လာမယ်။ပြီးရင်1လာမှာပေါ့နော်။1လာပြီးသွားပြီဆိုလို့ရှိရင်10လို့လာပါမယ်။နော်10လို့လာမယ်။ 10လို့လာပြီးသွားပြီဆိုလို့ရှိရင်11လို့လာမှာဖြစ်ပါတယ်11လို့လာပြီးသွားရင်112 113 114ဒီလိုမျိုးမလာတော့ဘူးဘာကြောင့်လဲဆိုတော့ကျတော့နှစ်လီစနစ်မှာကျတော့0နဲ့1ဒီသင်္ကေတနှစ်ခုကိုပဲအသုံးပြုတာဟုတ်ဒါကြောင့်0လာမယ်ပြီးရင်1လာမယ်ပြီးရင်10လာမယ်11လာမယ်ဝမ်ဝမ်ပြီးသွားပြီဆိုရင်တကနှလုံးကနေ3လုံး100လာမယ် 101လာမယ်ပြီးရင်ဒီအလဲက0တည်1ပြန်ဖြစ်သွားမယ်110နော်110ပြီးတော့ကျတော့111လို့လာမှာပေါ့အဲဆိုရင်ကိန်းဆုံးသွားပြီးတုံးလုံးပြီးသွားရင်နေလုံးလာမယ်1000လာမယ်ပြီးရင်1001လို့လာမယ်နော်ဒီလိုမျိုးလာမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာတို့တွေ101011 ဟောဒီနှစ်လီစနစ်နဲ့ဖော်ပြထားတာဒီတံပိုးအားဖြင့်ဘယ်လောက်ရှိသလဲဆိုတာကိုဇေရိုတွေသိအောင်လုပ်ကြည့်ရအောင်နော်ဒါဆိုလို့ရှိရင်ဇေရိုတွေသိရမှာက101011မှာဟောဒီ1လေးဒီဒါကဘာကိုကိုစားပြုသလဲဆိုတော့ကျတော့2 power 0ကိုကိုစားပြုပါတယ်နှစ်လီစနစ်မှာဆိုလို့ရှိရင်အခြေတီ base 2ဖြစ်ပါတယ် စဲလီစနစ်မှာဆိုလို့ရှိရင်အခြေက30လို့ဖြစ်မှာပေါ့နော်နှစ်လီစနစ်မှာဆိုရင်အခြေသည်သူက2ဖြစ်ပါတယ်ဒါကြောင့် 2p 0ကိုကိုစားပြုပါတယ်ဟော်ရီ1ကကြတော့ 2p 1မှာတစ်ထပ်ပါပြီးတော့ကြတော့နှစ်ထပ်လာမယ်ပြီးတော့သုံးထပ်လာမယ်လေးထပ်လာမယ်ပြီးရင်ငါးထပ်လို့လာမယ်ဒါတွေကိုကိုစားပြုတာပေါ့နော်โอเคဟုတ်ပြီအဲ့ဒါဆိုရင် 2p 0 အခုနဆရာရှင်းပြလိုက်တဲ့ထန်ညွန်းဒီတုံကြားဖြစ်နေရင်2 power 0 3 power 0 4 power 0 20 power 0 10 power 0ဘာပဲဖြစ်ဖြစ်1နဲ့ညီပါတယ်။အတော့ဒါကြောင့်မို့လို့1လို့ရပါမယ်။2 power 1ကကြတော့2ကတစ်ထပ်ပါ။တခါမြောက်တာဆိုတော့သူ့ရဲ့တန်ဖိုးဒီ2လို့ရပါမယ်။ 2 power 2 2 square ပေါ့နော်နှစ်ခါမြောက်တာဆိုတော့ကြတော့4လို့ရပါမယ်အဲ့တော့3ခါမြောက်မယ်ဆိုလို့ရှိရင်တော့နှစ်နက်လေးလေးလေးနက်လေး8လို့ရပါမယ်4ခါမြောက်မယ်ဆိုလို့ရှိရင်တော့16လို့ရပါမယ်နော်နှစ်နက်လေးလေးလေးနက်လေး8 8နက်လေး16လို့လာမှာဟုတ်နော် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ9ခါကြတော့ဘယ်လောက်လူလာမှာလဲဆိုတော့2နဲ့4 4နဲ့4 8 8နဲ့4 16 16နဲ့4 30နဲ့လူလာမှာဖြစ်ပါတယ်เนาะ30နဲ့32ပေါ့ဒါဆိုလို့ရှိရင်ဟောဒီ10 10 11အဲ့တော့ဒီဟောဒီ1ဒီ2ပါဝါ0ကိုကိုစားပြတာတုံကြားတက်ကနေတစ်ထက်နဲ့ထက်သုံးတက်လေးတက်ငါတက်အစင်လိုက်သွားမယ်အဲ့တော့သူတို့ရဲ့တန်ဖိုးကအဲ့တော့အစင်လိုက်ပြောမယ်ဆိုရင်1 2 4 8632เนาะသူတို့ရဲ့တန်ဖိုးကတလူမျိုးရှိပါတယ်အစလိုက်လေးရအောင်လုပ်ထားเนาะ1 2 4 8 32အဲ A6032 ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆီရိုရီဟောရီမာကဘာထူးကြတယ်လဲဆိုတော့ကျတော့နှစ်ငါးချက်၄တက်၃တက်နှစ်ချက်တစ်ထက်၃ချက်တက်အဲ့ဒီမှာနှစ်လီစနစ်မှာဆိုလို့ရှိရင်အခြေတည် base 2ဖြစ်တယ်ပေါ့ ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေဟောတာလေးရဲ့တန်ဖိုးကိုတည်အောင်လုပ်ကြည့်ရအောင်1011နဲ့ဟောဒီအောက်က2လေးဆိုတာကအဲ့ဒါကပါလဲဆိုတော့နှစ်လေးစနစ်လို့ပြောတာအနော်ဒါက binary system ပါစီရိုရီကအခုသင်ခန်းစာမှာ၁၀လစနစ်နဲ့၂လစနစ်ရဲ့အကြောင်းလေ့လာနေတာဟောရီဟာဒီ၁၀၁၁လား1011လား ဆယ်လီစနစ်လားနှစ်လီစနစ်လားကွဲရအောင်ကနေထူးလေးထည့်ပေးထားတာအဲ့တော့1011ရဲ့တန်ဖိ ए, ုးကိုသိကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဟောဒီမှာ၄လုံးပါ၄လုံးဆိုတော့ဆီရိုးတွေကဘာနဲ့မြောက်မလဲဆိုတော့ကြတော့2ခုနဲ့မြောက်ပြရမယ်၄လုံးဆိုတော့တစ်ခုလျှော့ကြည့်လိုက်3ပေါ့ဒါကြောင့်2ခုနဲ့မြောက်မယ်အဲ့တော့ဟောဒီ1ကို2ခုနဲ့မြောက်မယ်ဒုပါဝ3ပေါ့3တက်ပေါ့နော်3တက်ပြီးရင်2ထက်နဲ့မြောက်ပါမယ် ဒါဆိုလို့ရှိရင် horizon 0ကိုနှစ်ထပ်နဲ့မြောက်မယ်ပြီးရင် တစ်ထပ်နဲ့မြောက်ပါမယ် horizon 1ကိုတစ်ထပ်နဲ့မြောက်မယ်တစ်ထပ်ပြီးရင်သုံးခြားတက်လာပါမယ် horizon 1ကိုသုံးခြားတက်နဲ့မြောက်ပါမယ်ပြီးရင်အဲ့ဒါတွေကိုပေါင်းပါမယ်နော်ဒါဆိုရင်1 3တက်ဆိုတော့1နဲ့4 4နဲ့4 8လို့ရမှာဖြစ်ပါတယ် မြင့်တထက်ဆိုတာကကျတော့၄ပါ၄၃ညာလီ၃ကြလို့ရပါမယ်မြင့်တထက်ကကျတော့ဘာလဲဆိုတော့၂ပါ၁တနဲ့မြောက်တော့၂လို့လာမယ်၃ကြတက်ကကျတော့1မှာ၁တက်လီ၁လို့လာမယ်၁နဲ့၂နဲ့ပေါင်းတော့၃အဲ့တော့အားလုံးပေါင်းလိုက်ရင်11လို့ရမှာဖြစ်ပါတယ်အဲ့ဒီ11ဒီဘာလဲဆိုတော့ကျတော့ဆယ်လီစနစ်ဖြစ်သွားပြီ decimal system ဖြစ်သွားပြီဒါကြောင့်1011ရဲ့တန်ဖိုးဒီ11ဖြစ်ပါတယ်နော် ပို့ပြီးတော့သဘောပေါက်နားလည်သွားအောင်10110001သူ့ရဲ့တန်ဖိုးလေးကိုတကာထပ်ပြီးတော့လှုပ်ကြည့်ရအောင်အခုနောက်နှုန်းကကျတော့၄လုံးမို့လို့တူးကျူးနေမြောက်တာဟောဒီမှာကျတော့၂လုံး၄လုံး၆လုံး9လုံးပေါ့နော်101က3လုံး100က3လုံး6လုံး9လုံးပေါ့အဲ့ဒါဆိုလို့ရှိရင် true power စနစ်မြောက်ပေးရမယ်ဟောဒီ1ကို true power စနစ်မြောက်ပြီးရင်5တက်လာမှာပေါ့0ကို5တက်နေမြောက်เนาะ ီးတော့ကျတော့ hori 1ကို၄တန်းနဲ့မြောက် hori 1ကို၃တန်းနဲ့မြောက် hori 3ကြာကို၂ထပ်နဲ့မြောက် hori 3ကြာကို၁ထပ်နဲ့မြောက် hori 1ကို၃ကြာတန်းနဲ့မြောက်ပြီးတော့ကျတော့အားလုံးကိုပေါင်းပြလိုက်ရုံပဲ okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နှစ်6ထပ်တဲ့နှစ်နဲ့လီ၄၄နဲ့လီ၈၈နဲ့လီ၁၆၁၆လီ30နဲ့30နဲ့နှစ်လီ64ပါเนาะ64တက်လီ64နှစ်9ဓာတ်ဆိုတာ32ပါ အဲ့လိုမျိုးရနေအောင်လုပ်တာတုံချားနဲ့မြောင်မာတော့တုံချားပါနှစ်လေးဓာတ်ဆိုတာ16ပါ16တလီ16ပါနှစ်သုံးဓာတ်ဆိုတာ8ပါ8တလီ8နှစ်ထပ်ဆိုတာ၄ပါတုံချားနဲ့မြောင်တူတုံချားတစ်ထပ်ဆိုတာကကြတော့နှစ်တလီနှစ်ပေါ့နော်ဒါဆိုရင်တုံချားနဲ့မြောင်မှာတော့တုံချားဒီကောင်က1ဆိုတော့ကျတော့1လို့ရမယ်အားလုံးပေါင်းလိုက်တဲ့အခါဒါဆိုရင်6ဟောဒီကောင်နဲ့ပေါင်းမယ်25 အားလုံးပေါင်းလိုက်တော့ကျတော့89ဆိုပြီးရပါတယ်အရာက10လစနစ်ဖြစ်သွားပြီเนาะ decimal system ဖြစ်သွားပြီဒါကြောင့်10 10 1 10 10 11 0 01ရတန်ဖိုးသည်89ဆိုပြီးရပါတယ်เนาะခေဒါဆိုလို့ရှိရင်ဆရာတို့တွေကနှစ်လစနစ်အကြောင်းနဲ့ဒီ10လစနစ်အကြောင်းနားလည်အောင်ပဲယူဆပါတယ်เนาะ